်ငလာပါဖမင်းနိုင်ကဖွင့်လာတော့ကြာပြီဗျဘလို့လဲဆိုတော့ကျွန်တော်ရဲ့ရင်မှန်းချက်ကပေါ့နော်ကျွန်တော်မျိုးသမီးကဖမင်းရောက်မယ်ဖမင်းရောက်လို့ရဘုန်းကြီးတွေပါလှူလို့ရတယ်ကိုကတသိမောင်းတာပေါ့နော်အဲ့လိုရင်မှန်းချက်ကနေဖမင်းနိုင်သေးသေးလေးကနေဖွင့်လာတာကိုရဲ့ကြိုးစားအထောက်မှုလဲအဲ့လိုပေါ့အဖေဖေဒီလိုဆိုင်ရင်ဖြစ်လာတာပေါ့ဗျာအဓိကတော့ရင်မှန်းချက်ကတော့ဒီဘုန်းကြီးတွေကိုဆုံးလောင်းဖို့အတွက်လုပ်ရင်းနဲ့အခုတော့အနှစ်ကတော့သမီးတက်သက်ပေါ့ဗျာသမီးက33နှစ်ရှိပြီသူတက်သက်အဲ့လို ဟင်းကသူကဇလုံးသမင်းသူ၄000ယူတယ်လေဒါပေမဲ့ဟင်းနှမျိုးရွေးထည့်ပါကင်းရှိတယ်ဝတ်သားနဲ့အမဲသားစားလို့ရတယ်ငားနဲ့တက်သားနဲ့စားလို့ရတယ်ပြီးတော့ဒီပြကိုကြိုက်နေတတ်ရပေါ့ပုံစံတုံးနဲ့လေကြက်ဦးနဲ့ငားနဲ့ရောစားလို့ရတယ်ပြီးရင်ဘာပါမလဲဆိုတော့ဇလုံးသမင်းကအရင်ဟင်းပါမယ်အရင်ဟင်းပေါ့အရင်ဟင်း၄မျိုးရှိတယ်သမင်းလည်းပူပါတယ်ဒါလားတစ်ခါပြင်ကြတော့3500ဇလုံးကြီးကြတော့၄000ကျောင်းတယ်ဒါပေမဲ့ စားများတဲ့လူဆိုဇလုံးစားတာတန်တယ်ပေါ့ဗျာသိလားပြီးငပိတို့တရားငရုတ်သီးတောင်းသိလားချင်းအကုန်လုံးသူတို့စားလို့ခေါင်းအောင်ပေါ့အဲ့လိုစီစဉ်ထားပေးပါတယ်ပြီးပထမလမ်းပေးမှာပေါ့ဗျာလမ်းပေးမှာရောင်းရင်းနဲ့သိလားပြီးပြီးအဲ့လိုပေါ့ဒီလိုဆိုင်ရင်းဖြစ်လာတာပေါ့သိလားစားရောင်းတော့တော့၃ချက်၃ချက်ပေါ့၂ချက်ခွဲ၃ချက်ခေပေါ့ဗျာသိလားဆန်တပြီမှာဆန်တိမှာ1500အခုကတော့ဆန်တိ3000ပြောင်းပြသွားတယ် အသားတွေအများကြီးกว่าကုန်ဟဲ့လားဒီလိုပေါ့ဗျာကျွန်တော်တို့အဓိကတော့လက်လုံလက်စားသမားတွေစားဖို့စားဖို့အဆင်ပြေအောင်ပေါ့နော်ဟဲ့လားအဲရင်ဖန်းကြတယ်ပါကို့အတွက်လည်းအမျက်နည်းနည်းကြံပေါ့ဗျာအဓိကလည်းစည်စနာကောင်းမှခံကောင်းမှဗျာဒီကဘယ်ရမလို့စည်စနာလေးထည့်ပြီးတော့မှာနော်ဟဲ့လားကိုစားသလိုဟဲ့လားသူများလည်းကောင်းကောင်းစားကြတယ်ပေါ့လေအဲ့ဒီစည်စနာကနည်းနည်းပဲကို့အတွက်နည်းနည်းပဲအကြံအမျက်ယူရ ပဲယူတာပေါ့ဟုတ်တယ်များများလေးယူပြီးတော့အဲ့လိုအဲ့လိုပေါ့အဲ့လိုကိုကိုတိုင်းအပင်မှန်းခံနေကြတည်းရဟုတ်ဒီဝလာအစကိုကိုတိုင်းရောင်းနေဟဲ့ပေါ့ကျွန်တော်အမျိုးသမီးနာမည်ပေါ့ဒေါ်မမလေးဒီနာမည်ကဒေါ်မမလေးသူကမလေးဆိုတော့ဒေါ်မမလေးမလေးနာမည်မလေးမနက်၄နာရီကနေစရအောင်မနက်ပြိပတ်ကြတော့မွေငါထမင်းကျော်နန်းကြီးတုပ်လက်ဖေးကော်ဖီအဲအဲ့ဒါ၁၀နာရီဆိုရပ်လိုက်တယ်အဲ့ဒါနေထမင်းစပြီးတော့ထမင်းကြီးစရအောင်တယ် ည9နိုင်ခွဲထိပေါ့နော်ဟုတ်ပေါ့အဲ့ပါလက်ဖေးမွေငါသမင်းကျော်နန်းကြီးတို့လက်ဖက်တို့ဂျင်းတို့အကုန်ပေါ့ဗျာလက်ဖေးကော်ပြီးအေးအေးတွေလည်းရောင်းတာပေါ့အဲ့ဒီ12နိုင်ခွဲတနိုင်ဆိုတာဟင်းဆုံးတဲ့ကုစားကျင်နေဟင်းရဘာလို့နည်းနည်းတော့သီးခံပြီးသွားမှာကချက်ရောင်းရောင်းတာစစ်လားဟင်းပူပူလေးပေါ့ဗျာစစ်လားဟိုအကြံတော့မဟုတ်ဘူးဟိုချက်နေတော့တန်းတန်းဒါပေမဲ့ဟင်းတမျိုးကို15မိနစ်မိနစ်30ဆောက်တယ် ။တခါချင်၄မျိုး၅မျိုးကြတယ်လေ။သိလားအဲ့လိုပူပူလေးလူတွေအဲ့ဒါကြိုက်တယ်။အဲ့ပူပူလေးကိုစားပူပူလေးကိုစားရတာတစ်မျိုးပေါ့ဗျာသိလား။ဟိုအချာကြီးချက်ပြီးမှနောက်နေ့အဲ့လိုမကြောက်ဘူးလေ။ည9နာရီခွဲဆိုဆိုင်ပိတ်တယ်မနက်၄နာရီခွဲဆိုဆိုင်ဖွင့်တယ်။မပြီးတော့ကတော့အဓိကတော့ငရုတ်သီးသိမ်းရဲ့တက်တုံပြူရဲ့ဂျူးမြစ်ကဲမပီလေးကိုမိဖို့လိုက်ပါဗျာတိရအဲ့ဒါဟိုမကြီးကြီးသိင်းရဲ့အဲ့ဒါရောကျိတ်ပြီးတော့နန်းနန်းမင်းနည်းနည်းထဲ့တယ် အရင်ကအားသာကြတာဂျူးမြင့်ကအနှံ့ဆွဲထောင်ခကြီးကြီးသိရင်မကြီးကြီးမဲ့ပေါ့ဗျာကိုအမဲ့မုံတော့မကြီးကြီးသိအတောက်အေးအရင်ကဝတ်သားရဲ့အမဲသားရဲ့အမဲကျော်ရဲ့သိလားပြီးတော့ချက်ပေါင်းကျော်လဲရောင်းအောင်ပါချက်ပေါင်းတို့ချက်ပေါင်းကျော်တို့ခက်ခဲရတော့အများကြီးပေါ့ဗျာသိလားပြန်ပါနဲ့ခက်ခဲနေကြတာဟုတ်ပါဘူးလမ်းဘေးမှာရောင်းရတော့အမျိုးမျိုးပြုံပါတယ်အဲဂျုံနေတဲ့ဂျားတွေကကိုစူးစမ်းရင်းနေပဲ ဒီဆိုရဆိုင်မျိုးကိုငားခဲ့တယ်ဒီလေးလန်တိုင်းဒါလေးလန်တိုင်းပေါ့ဗျာအဲ့ဆိုင်မျိုးငားခဲ့တာဆိုရင်အဲ့ဒီလိုဒါပဲနှစ်နှစ်ရှိနှစ်နှစ်ရှိတဲ့အိတ်ကောင်ပါတယ်24ပြီပေါ့24ပြီ24ပြီဟုတ်တယ်ပြင်မင်းမမဲလုပ်တယ်ဆိုတာအဲ့ဒီလိုလောင်းသွားတာကုသိုလ်မျိုးလေးရတယ်လေအဲ့ဒီလိုမှနေတိုင်းအဆင်ပြေတဲ့ကုသိုလ်ရှိပါတယ်တန်ခါတွေဆောင်းဆောင်တဲ့ကုသိုလ်ရှိပါတယ်တန်ခါကြောင်းငါးကြောင်းကိုနေတိုင်းဆောင်းဆောင်တယ်ပြီးတော့ဆုံးကြိုက်တဲ့နေတိုင်းရှိရှိပါတယ် အဲ့ပုဂ္ဂိုလ်လေးတော့အမီလို့ပြောပါတယ်ပျော်တာပေါ့သူကြီးကိုရဲ့ရည်မှန်းချက်ကစားတဲ့လူကောင်းတဲ့ဆိုရင်အရန်ဖီးဖြစ်တယ်စမစ်စားကောင်းတော့မီအစားကောင်းတယ်အဲ့အဲ့ဘယ်တော့အရန်တော့ကြားတယ်လူရှိကိုလည်းကောင်းအောင်တော့ချက်ထားတယ်ကိုရဲ့ဟိုစိတ်ကူးနေပေါ့ဗျာတဲ့ဟောငါစားကောင်းသူတို့လည်းစားကောင်းပါဗောနိဒီစိတ်ကူးပဲမြတ်တာမမြတ်တာနောက်မှထားသိလားအဓိကစားကောင်းမှုရည်ကြီးတယ်သူများစားကောင်းရင်ကိုကျင်းတယ်အေးအေးအဲ့ပီတီပေါ့ ဟာဦးလီစားကောင်းတော့ကရင်းနဲ့အရန်ပြောတယ်လားဒါကြောင့်မို့လဲအပင်ပန်းခံပြီးချက်တာအလုံးအလုံးသမားကိုမချက်ခိုင်းဘူးအနည်းတော့တောင်းတော့ပြေးမချက်ဟုတ်တယ်အင်းတို့ဝိုင်းဖိတ်ဆိုးတယ်သိရအင်းတို့လုံးဝမတူးသေးနဲ့အင်းတို့ကဒေါသထွက်ပြီသူကရှင်းသမားအနတ်နေအကုန်ပြောက်သွားတယ်ကိုပင်ပန်းလာတာတွေကလကားဖြစ်ကုန်အင်းတို့ကြီးအဓိကဈေးဝယ်တဲ့နေရာမှာကိုကတတ်တာတဲ့အဝယ်တော်ပေါ့ဗျာဟိုအဲ့လိုပေါ့စီစီကုတ်ကုတ်ဝယ်ရတယ်ဝယ် ဆန်လေးကိုပဲကွာအညက်ကြီးပါအေးပါပါဒီလိုရောင်းနိုင်ရောတိတ်ဘူးသူများကြီးပါဗျာဟိုအယူတော့ဝသား၃000သေးတို့ကွာတိုင်းမှာထားလိုက်သွားတာ29ဝင်သွားတယ်29တို့တပိတ်တာ၃000ငါပိတ်တာဆိုအဲ့မှာအမျက်ရပြီ၁000ကွာအဲ့ဒါလေးကကိုအမျက်ယူတယ်အဲ့ဒါအဲ့ဒါသူများနေဈေးမှာသွားဝယ်ရင်၃000၃000ကွာသိလားအဲ့လိုပေါ့နော်နင်းနင်းနန်းနန်းဆိုတော့ပို့ပေးတယ်ပို့ပေးပါတယ်အော်ဒါတွေပါတယ်ဆိုတော့လက်ခံမပြီး ဒီတောင်းမှုအထက်ဝယ်ရင်ငပိတူးစရာချင်းနဲ့ကားပြီးဟူမှားမယ်ဆိုရင်ငပိတူးစရာချင်းတောင်းကြော်ရင်အဲ့ဒါဆိုပရိပလဲဆင်းပေါ့ငွေမောက်တောင်းကြော်ဖို့လောက်ဝယ်တယ်ဆိုရင်ဘာပဲဝယ်ဝယ်ချင်းလေးလက်ဆောင်ပေးတာတော့ငပိတူးစရာအဲ့ငပိတူးစရာလက်ဆောင်ပေးတာအဲ့လိုလေးရှိတယ်အဲလိပ်စာကတော့ဘူဒာယုံလန်းချင်းမနိုင်ဘူဒာပေါ့နော်လက်မယုံချိမမလေးထမင်းလားဖုန်းနံပါတ်ကတော့0923 1112 အချိန်မီဆက်လို့ရပါတယ်လူမင်္ဂလာအော်ရာရေဆိုလဲဟုတ်တယ်လက်ခံပါတယ်သိရမိငါးပေါင်းတို့ဘာလို့ဗျာဝတ်သားချက်သားသိလားဟိုအဆင်ပြေအောင်ပါဗျာသိလားဟိုအလူပွဲတွေကြာရင်ဒီလောက်မှဟိုလောက်မှမဟုတ်ဘူးသူလှူတဲ့လူဒီလောက်တက်နိုင်တယ်အေးအဲ့တော့တင်းတင်းလေးအောင်ချက်ပြီးမယ်သိလားအဓိကဝါသနာပဲလေသိရသူဝါသနာကြောင့်လှုပ်လှုပ်ဒီလှူတဲ့လူအဆင်ပြေသွားရင်ကိုယ်လည်းပီတိဖြစ်တယ်